မင်္ဂလာပါဒီနေ့လည်းအောင်ပွဲသတင်းပြောပါမယ်ပေါ့နော်ဒါတော့ဘလေဒိုစကန်အောင်ပွဲပေါ့နော်စကန်သိန်းအောင်ပွဲလက်နက်ခရရန်နေရာလည်းသိရတဲ့အတိုင်းပဲတကယ်ကိုအများကြီးပဲပြောဗူဒါဘောဆိုရင်တော့လည်း RPG ကိုချောင်းကြည့်နေရောချောင်းကြည့်နေသိန်းစီယာမီလက်နက်ခရရန်နေဆိုတာတကယ်အပုံလိုက်ပဲပေါ့နော်အဲပြီးတော့တပ်ဖွဲ့တွေအတွက်လည်းကောင်းတာပေါ့ဘာဖြစ်လို့လဲဆိုတော့အခုဆိုရင်တပ်ဖွဲ့တွေကအာတင်တန်းသားတွေပေါ့နော်တင်တန်းသားတွေခေါ်ပြီးတော့ဒါလေ့ကျင့်သင်ကြားနေရာရှိတယ်အခုအဲ့တင်တန်းသားတွေတင်တန်းဆင်းတာနဲ့ လုံးဝဘဘကြီးကတခါတည်းတာဝန်တိတိနဲ့လက်လက်တက်ဆင်ပေးတဲ့ဟာတွေပါလုပ်ပေးတယ်လုံးဝအခမ်းအနားနဲ့ပေါ့ခမ်းအနားနဲ့အခုလိုမျိုးလာပြီးတော့ဒါလူတန်းပေးတယ်ဘဘကြီးကလည်းကျေးဇူးတင်အောင်ပေါ့နော်ရထားတဲ့လက်နဲ့ခင်ကနေကြည့်မယ်ဆိုလဲဒါဒီအဘကြီးတွေလက်နဲ့ကြည့်ပေါ့နော်လက်နဲ့ကြည့်ဆိုလဲအများကြီးပဲစိန်ပြောင်းနေဆိုလဲများတယ်အဲတနက်အရှိဆိုလဲအများကြီးပဲပေါ့နော်ပြီးတော့ဒါမိုင်းနေဆိုလဲပါတယ်အာကြမ်းပါဘာညာအကုန်အဆုံးပေါ့ဗျာအကုန်အဆုံးပေါ့ပါတယ်တော်တော်ကိုအန်အိုးဖို့ကောင်းတယ်ဒီကောင်းနေအဲ့ဂုံးမွာနေပြီးတော့ပေါ့နော်ဒီလောက်လက်နဲ့အများကြီး ထားပြီးတော့ထွက်ပြေးရလောက်တဲ့အဆင့်တီဖြစ်သွားတာဆိုတော်တော်မိုက်တယ်ပြီးတော့ကျွန်တော်အဲ့ရနဲ့ပတ်သက်လို့ဒီတက်တိုက်ဝဲဝင်တိုက်ဝဲထဲမှာပါတယ်ပေါ့နော်အချို့တက်ဖွဲ့ဝင်နေနဲ့ကျွန်တော်ဆက်သွဲပြီးတော့မေးပြတဲ့အခါကျအရန်အရန်မိုက်တယ်ဗျာအရန်သဘောကျတယ်ဘာလို့လဲဆိုတော့ကျွန်တော်မေးပြတာပေါ့ဟာညင်းချင်းနေဘလို့လဲဒီစကန်သိန်းတော့ဘလို့ခံစားရလဲဆိုဟာကိုရတဲ့အဲသူသုံးလုံးပဲပြောတာပေါ့နော်အဲတိုက်တယ်သိန်းတယ်ရတယ်ပေါ့ဗျာတဲ့အာပြီးတော့သူတို့တွက်ကဒါလုံးဝကြိုပြီးတော့ဒီရလက်ကိုကြိုပြီးတော့တွက်ထားပြီးသားပေါ့ ငါတို့ဒီစကားကိုတိုက်မယ်ပြီးရင်သိမ်းမယ်ပြီးရနဲ့ငါတို့ရမယ်အောင်မခံဒါပဲအဲအဲ့လိုပုံစံမျိုးကိုစိတ်ချလက်ချဖြစ်နေတာအဲအဲ့လောက်ထိကိုစစ်ကောင်စီတပ်ဖွဲ့တွေပုံမှာပေါ့နော်ဟိုလုံးဝဖိထားနိုင်တဲ့အနေထားရောက်သွားပြီပေါ့နော်အဲ့တော့အဖွဲ့တွေအကုန်လုံးကဒီဥစ္စာပေါ်မှာသိပြီးတော့ထူးထွေပြီးတော့မှသူကသိမပြောချင်တော့ကျွန်တော်တိုက်တယ်ဗျာတဲ့သိင်းတယ်ဗျာပြီးရင်ရသွားတယ်တဲ့ဒါပါပဲကိုရဲ့ မိုက်တယ်မိုက်တယ်အဲ့ဒါတော်တော်ကိုတပ်ဖွဲ့တွေရရင်ကျက်တည်ငြိမ်မှုတွေအဲပြီးတော့ကျတော့အဲကိုကိုကိုတကယ်ကိုယုံကြည်မှုအပြည့်နဲ့တိုက်ပွဲဝင်တဲ့စိတ်တွေကိုအထင်သာမြင်တွေ့ရတယ်ဗောနော်ဒီပလေရိုစကန်ဒါစကန်သိန်းဘာညာနဲ့ပတ်သက်လို့တော့သတင်းတွေလည်းတက်လာပြီးအဲသတင်းတွေလည်းတွေ့ရလိမ့်မယ်ဖတ်ရလိမ့်မယ်ဗောနော်အဲ့တော့ကျဒီစကန်သိန်းနဲ့ပတ်သက်လို့ထူးထွေပြီးတော့ပြောစရာမရှိဘူးဒါပေမဲ့ရှိတာကဘာလဲဆိုတော့ပလေရိုစကန်နဲ့တိတ်မဝေးတဲ့နေရာမှာရှိတယ်တေဘောဘိုစကန်ဗောနော်ဒီပလေရိုစကန်ကိုတလိုင်းတပ်ဖွဲ့တွေကတိုက်တိုက်ခိုက်ဖို့စူးစမ်းတဲ့အခါမှာ ပြင်ဆင်တာနှစ်ရက်ပေါ့နော်နှစ်ရက်တကယ်တိုက်ပွဲဝင်တဲ့ဟာကတရက်တော့မကြာလိုက်ဘူးအဲကြတော့အားလုံးပေါင်းမယ်ဆိုရင်နှစ်ရက်ကျော်သုံးရက်နီးပါးလို့ပဲပြောရမှာအမောင်ကျော်တို့ကညရောက်ပြီဆိုရင်လှုပ်ပြီပေါ့နော်ညညဆိုရင်တရင်နေရကောင်းပြီကျွန်ုပ်မှသိလားပြောဖို့ကအချိန်ရမရှိအခုကြမှာပဲပြန်ပြီးတော့တင်ဆက်ရတဲ့အနေထားပေါ့နော်အဲကြတော့အဲတိုက်ခိုက်ဖို့လုပ်တဲ့အချိန်မှာနှစ်ရက်လောက်ပြင်ဆင်ရတယ်ဒါပေမဲ့တိုက်ပွဲဝင်တဲ့အချိန်မှာတော့အဲ့လောက်တော့မကြာပဲနဲ့ဒီလိုအောင်မြင်မှုအကြီးကြီးတွေရတယ်ပေါ့နော်အဲထူးခြားတာကဒီ ဒီ Blade Rose Scan နဲ့တိတ်မွေးတဲ့နေရာမှာ Table Bow Scan ရှိတယ်။အဲ့ Table Bow Scan မှာ viewer မှုရှိတယ်။လက်လက်ကြီးအနေနဲ့ဆို120နဲ့81နဲ့ဒါ Fuji Ria စာရှိတယ်ပေါ့နော်။အဲ့လိုအနေထားမျိုးနဲ့ဒါတို့ပြစ်ခတ်ပြီးတော့ဒါပြစ်ကူပေးတာတော့ရှိတယ်။အပြစ်ကူပေးပေမဲ့လုံးဝစစ်ကူမလာဘူး။မလာဘူး။ တဲ့တကယ်ပြောရင်အဲ့စကန်းမှာဗျွာမှုပေါ့ဗျွာမှုဦးစီးပြီးတော့နေနေတဲ့စကန်းကနေပြီးတော့ကိုယ့်အောက်ကစကန်းတစ်ခုတိုက်ခံရတာတောင်မှပဲစစ်ကူလွတ်ပြီးတော့ကုခိုင်းတဲ့ဟာမျိုးလုံးဝမတွေ့ရအောင်လာလို့လည်းမရအောင်အဖွဲတွေကပြင်းလာအဲအဲ့လိုပုံစံမျိုးဖြစ်အောင်လှုပ်ထားနိုင်တာလေတကယ်အောင်မြင်မှုပေါ့နော်သူတို့မှအဝေးကနေပဲလှမ်းပြီးတော့ပြစ်ကူပေးရတဲ့အနေအထားအဲအဲ့လိုမျိုးပဲလှုပ်ပေးနိုင်တဲ့အနေအထားနောက်ဆုံးတော့ဒီစကန်းကျသွားတဲ့အထိသူတို့ဘာမှမတက်နိုင်ဘူးပေါ့ပြီးတော့ ဒီဒီ plateau scan ကိုတေဘောဘောကနေပြီးတကယ်လည်းပြစ်ကူပေးတယ်120နဲ့ပြစ်တယ်81နဲ့ပြစ်တယ်4ပြစ်တယ်ပြီးရင် wide drain နဲ့လာပြီးတော့ဒါဘုံကျဲတာမျိုးတွေလုတ်တယ်အဲ့ကြားထဲမှာတက်ဖွဲ့တွေကမြ мян ဆန်းဆန်းလင်းလင်းမြ мян နဲ့အောင်ပွဲရအောင်လုပ်နိုင်ကြတာဖြစ်တယ်ပေါ့နော်ဒါကလည်းတကယ်အောင်မြင်မှုလို့ပြောရမယ်အဲပြီးတော့ဒီစကန်မှာတင်းစီရမီရဲ့လက်နက်ခဲယမ်းတွေကိုကြည့်တဲ့အခါမှာလက်နက်မှာဒီနံပါတ်တွေမှာရေးထားတဲ့တက်တရားလည်းအစုံမဲပေါ့နော်အဲကြောင့်မေးတဲ့အချိန်မှာအဲ color 10ပါတယ်အဲပြီးရင်204ပါတယ် ပြောရဆိုရင်တဲ့ဒါလေးလေးလက်ကြံလက်ကြံလို့ပြောတော့နော်လေးလေးလို့ပြောတာမဟုတ်ဘူးဒါတမလေးလေးရဲ့လက်ကြံတက်ပေါ့လက်ကြံအင်အားပေါ့အပြက်ဖြတ်ထားတယ်လက်ကြံအင်အားတွေပေါ့အဲအဲ့လိုပြောတာအဲ့ဟာလေအားရစရာကောင်းတယ်ပေါ့နော်အဲသူတို့စီမှာအဲဖြစ်နေတဲ့အနေအထားကစုပေါင်းဆက်ပေါင်းပုံစံမျိုးတွေတောင်မှပြန်ပြီးတော့စုဖွဲ့ပြီးတော့ခန့်စစ်ဆင်ရတဲ့အနေအထားတွေဖြစ်နေတာပေါ့အဲအဲ့ဒါတောင်မှပဲသူတို့ကိုဦးစီးကုတ်ခဲ့တဲ့ viewer စခန်းအနေမှာစစ်ကူမလာပေးနိုင်ဘူးဆိုတဲ့ဟာလေသိအားရစရာကောင်းတယ်ပေါ့နော်ပြီးတော့ထွက်ပြေးတာ63ယောက်ကျော်တယ် 64ရာကျော်ထွက်ပြေးတယ်30ကျော်လက်နက်ချအရှင်မိတယ်ပေါ့နော်10ရောက်ကျော်ကတော့အသေးအဲဒါဖန်စီရမီရရှိတယ်လက်နက်ခဲရနေရတော့အဖုံလိုက်ပေါ့အဲသူတို့ရဲ့အင်အားစုဖွဲ့မှုကိုကျွန်တော်ပြန်ကြည့်အောင်ဒါထွက်ပြေးဆို63ရောက်ပြင်30ကျော်အဲ့မှာနေမဲ့တရာဖြစ်သွားပြီပြင်လမ်းမှာပျောက်နေတာလေရှေ့ဦးမှာရှေ့ဦးမှာထွက်ပြေးနေပျောက်နေရရှေ့ဦးမှာအဲ့မှာဘာတိရလဲဆိုတော့ချို့ဆိုရင်အဲ့လိုမျိုးကတောင်ကရန်နေပြေးတယ်တဲ့ကတောင်ကနေနေကတောင်ကရန်နေပေါ့နော် ဟိုမြေကမ်းဘေးနားမှာတည်နေတဲ့ကောင်နဲ့လမ်းဘေးမှာတည်နေတဲ့ကောင်နဲ့အဲအဲ့လိုကောင်မျိုးတွေအားစားတွေ့ရတယ်ဗောနော်အဲကြအဲ့လိုပဲပြင်းပြီးပြေးရပြေးရင်နဲ့တောထဲမှာရှောက်သွားရင်းနဲ့တည်တည်တည်နေမဲ့ကောင်တွေလည်းရှိနိုင်တယ်ဗောနော်တန်အားနာတဲ့ရပြီးတော့ထွက်ပြေးကြအချို့လည်းအဲ့လိုမျိုးထွက်ပြေးရင်နဲ့လမ်းပြောက်ပြီးတော့ဗောနော်ဒါတောထဲမှာမျက်စိလည်းလမ်းမှားပြီးတော့ရှောက်သွားနေရတဲ့ကောင်တွေအဲ့လိုအင်အားတွေလည်းရှိအောင်မယ်အဲ့တော့ကြောင့်အင်အားတရာကျော်နီးပါးရှိတဲ့စကန်းကြီးအဲ့စကန်းကြီးဘွားနေပြီးတော့လက်နက်တွေအများကြီးရအောင်ဒါထားခဲ့ပြီးတော့ထွက်ပြေးပြီးတော့ဒါခုနလိုပေါ့နော် ထိုင်းဘက်ချမ်းတီရောက်အောင်ပြေးနိုင်တယ်ပြေးရတယ်ဆိုတော့အဆင်ကအဲတော်တော်တော့စားတယ်ဗျတော်တော်ကောင်းစားရတယ်ဘာလို့လဲဆိုတော့သူတို့မှရှိတဲ့အင်အားကြီးကနေတာမဟုတ်အဲ့အင်အားကြီးနဲ့ပြန်ပြီးတော့ဒီလက်နက်ခင်းအနေနဲ့ခုခံတိုက်ခိုက်မယ်ဆိုရင်တော့ဒါတော်လန်ရေးတပ်ဖွဲ့တွေခက်ခဲခက်ခဲကြိုးပမ်းရမယ်အနေထားဒါပေမဲ့အဲ့ကောင်တွေမှာစိတ်သက်ခံယူချက်ကိုဘာမှမရှိတော့တာငါတို့ကလာတိုက်ခံရပြီဆိုတာနဲ့ငါတို့ကစကန်းကပေးကိုပေးရတော့မယ်ဆိုတော့သူစိတ်ထဲမှာသူတို့စိတ်ထဲမှာအဲ့လိုကိုတွတ်ထားတဲ့ပုံစံကြီးဖြစ်နေတာဖြစ်နေကြသူတို့မှရှိတဲ့အင်အားတော့မေ့ပြီးတော့သူတို့တွေလက်နက်ချညှန့်ခံနေလောက်တယ် ပြင်းထွက်ပြေးတာတွေလုပ်တယ်။အဲဒီလိုမျိုးကစကန်းကိုစွန့်ခွာပြီးဖြစ်သွားတယ်ပေါ့နော်။အဲ့တော့အဲ့ဒါလည်းတိတ်အားရစရာကောင်းတဲ့အနေထားပေါ့နော်။အဲနောက်တစ်ခုကတော့ဒါဒီ Plato စကန်းကိုတိုက်ခိုင်းအချိန်မှာသူတို့တွေကဘလိုပဲဖြစ်ဖြစ်သူတို့နဲ့အနီးဆုံးစကန်းကိုပြေးကြတာများတယ်။ပုံမှန်ဆိုရင်ပေါ့နော်။ဒါပေမဲ့အဲ့ဥစ္စာကိုသလိုင်းတက်ဖွဲ့တွေကလည်းပြင်းထားတော့ကြတယ်သူတို့တွေကဒီတိတ်ဘောဘုံစကန်းကိုမပြေးဘဲနဲ့ထိုင်းပဲချမ်းကိုပဲပြေးကြတယ်ပေါ့နော်။အဲဒီဘောဘုံအမှန်ဆိုရင်တော့သူကစကန်းနေသွားပြီးတော့အဲထွက်ပြေးနေတဲ့ပူပေါင်းရမှာကျန်တဲ့စကန်းစီကိုထွက်ပြေးရမှာပေါ့ ဒါပေမဲ့အဲ့လိုမျိုးမပြေးနိုင်တော့တဲ့အနေအထားဖြစ်တယ်အဲ့တော့ဟိုဘက်မှာလည်းအင်အားကဒုံရင်ကဒုံရင်ပဲဒီဘက်မှာရှိတဲ့အင်အားကလည်းလုံးဝညော့သွားပြီအဲ့ဒီကောင်တွေထွက်ပြေးရတယ်အဲ့ကုန်းကိုလည်းရလိုက်ပြီဒါအမျက်ပေါ့နော်အဲ့ကြတော့ဒီဗျူဟာမှုစကန်ကိုလည်းသွားမပေါင်းနိုင်တော့အဲ့စကန်မှာလည်းအင်အားထပ်မတိုးတော့ဘူးနောက်တစ်ခါအဲ့စကန်ကိုတိုက်မယ်ဆိုတဲ့ခါကျရင် AC ပဲပြောအခုတည်ရဆိုရင်အဲ့ဗျူဟာမှုစကန်မှာရှိတဲ့သူတွေကဒီပြစ်ချင်းထဲမှာပေါ့နော်ပြစ်ချင်းတစ်ခုထဲမှာ2ယောက်တည်း3ယောက်တည်းစောင့်ပြီးတော့ပေါ့နော် အဲသူတို့တွေဒီဟာအတွက်ကိုခံစစ်ပြင်နေရတယ်ပင်ပမမန်းနဲ့လုံနေရပြီအငက်တွေခံနေရပြီဆိုရွက်လည်းသိရတယ်ပြီးတော့ဖုန်းတွေဆက်ပြီးတော့ငိုနေတယ်ဆိုတဲ့အကြောင်းတွေလည်းသိရတယ်ဒါလည်းအားရစရာကောင်းတယ်ပေါ့နော်အဲသူတို့အနေထားဘလို့ဖြစ်နေလဲဆိုတော့အဲသူတို့အမြဲတမ်းပြောရင်ဟာရှိအောင်စစ်သားကွာစစ်တိုက်ရမှာဘာညာပေါ့နော်အခုအဲ့လိုမဟုတ်တော့ရောစစ်သားမဟုတ်ဘူးကွာစစ်တိုက်ဘူးကွာငါတို့ငိုတယ်ကွာဆိုတဲ့ပုံစံဖြစ်နေအောင်အဲ့ဟာလည်းအားရစရာကောင်းတယ်သူတို့ရဲ့မိမရဲ့စီသူတို့နှုတ်ဆက်ရင်လည်းနှုတ်ဆက်နေလောက်ပြီသူရဲ့ထထာနာလည်းသူတို့ကိုဆွန့်လွတ်တဲ့ပုံစံမျိုးဖြစ်ရင်လည်းဖြစ်နေလောက်ပြီအဲ့တော့ငိုကြွေးတဲ့ဟာတွေလည်း ကြားရတယ်ဆိုပြီးတော့ဒါကျွန်တော်တို့သတင်းတွေရတယ်ပေါ့နော်အဲ့ဟာလည်းတကယ်အားရစရာကောင်းတဲ့အနေထားပါနောက်တစ်ခုကတော့ဒါထွက်ပြေးတဲ့64ယောက်ပေါ့နော်အဲ့64ယောက်ကိုအေးတိုင်းပတ်ချမ်းအနေမှာလက်မခံဘဲနဲ့ပြန်နှင်ထုတ်နေတယ်ဆိုတော့ဟာလည်းသတင်းတခုတက်လာတယ်အဲ့ဟာလည်းအားရစရာကောင်းတယ်ပေါ့နော်အဲ့အဲ့ဒါလည်းဒါထိုင်းရဲ့ဒါဟိုဟာကိုကျွန်တော်တို့နည်းနည်းတွက်ကြည့်အောင်ဘာဖြစ်လို့လဲဆိုတော့ရှေ့မှာဆိုရင်တို့ဒါတချို့လက်လက်နဲ့ထွက်ပြေးလာတဲ့ကောင်းနေဆိုရင်တို့ပြန်အပ်တယ် ဒါပေမဲ့အခုထွက်ပြေးလာတဲ့ကောင်တွေကလက်လက်မပါလို့ဖြစ်မယ်ကွာနော်မပါတော့ကြတော့အဲ့ဒီဟာတွေကိုသူတို့အကျိုးမြတ်လည်းမြောက်အလုပ်လည်းရှုပ်လည်းတင်လည်းကြွေးထားအောင်မယ်ဆိုတော့ကောင်တွေပြန်နှင်ထုတ်တာလို့ကျွန်တော်ယူဆတာပေါ့နော်တို့တွေအကျိုးမြတ်မရဘူးဆိုရင်သူတို့ဘာမှမလုပ်တဲ့ပုံစံမျိုးလို့ကျွန်တော်တော့မြင်မိတယ်ပေါ့နော်အဲ့တော့တက်ဖွဲ့တွေကလည်းဒါကိုသိလာတဲ့အခါမှာလုံးဝပဲမင်းတို့ပြေးကျင်တဲ့ကောင်တော့ပြေးလက်လက်မပါသွားစေနဲ့လိုက်ကြိတ်မယ်ပေါ့နော်အဲ့အဲ့တော့ လက်နဲ့မပါသွားဘူးဆိုရင်မိမဘဲပြေးပြေးဂရုကိုမဆိုင်ဘူးပေါ့နော်ပြင်မရောက်လာရလဲသူတို့ကိုပြန်ပြီးတော့ကောင်းကောင်းမွန်မွန်နဲ့ပြန်ခုံမှာမျိုးမဟုတ်ဘူးလေနော်အဲသူတို့ဆစ်ရှုံးပြီးတော့ထွက်ပြေးရတဲ့ကောင်တွေကိုသူတို့အပါကသူတို့တိတ်ချတိတ်ခါချတဲ့ကောင်တွေကိုအဲကြတက်ဖွဲ့တွေဘက်ကအမျက်ကြီးပဲ တကယ်မိုက်တယ်ပြတော့ဒါအချုပ်အနေနဲ့ပြောမယ်ဆိုရင်ဒီစကန်သိန်းအောင်ပွဲကလည်းအားရစရာစကန်သိန်းအောင်ပွဲဆိုတာအားလုံးလည်းသိပြီးဖြစ်တယ်။ဒိန်းစီယာမီရဲ့လက်နက်ခဲယမ်းနေကလည်းတကယ်ကိုအပုံလိုက်ပဲယာကနန်နီဘာတိရှိတယ်။အခုချိန်ထိဒါအတီးပြုတ်ရေတွက်နေတော့မဲ့ပေါ့နော်။လိုက်ရှာရတဲ့ဟာတွေလည်းရှိသေးတာဟုတ်။အဲကြတော့အားရစရာကောင်းတယ်။နောက်ထပ်လာမယ့်တိုက်ပွဲတွေအတွက်ကိုဒီဥစ္စာတွေကတကယ်ကိုအထောက်ပံ့ကောင်းနေဖြစ်လိမ့်မယ်။လက်နက်ကြီးတွေလည်းအများကြီးပါတယ်။နောက်တစ်ခုကတော့ဒါကြောင့် ညီညီညွတ်ညွတ်နဲ့စုပေါင်းပြီးတော့တိုက်ပွဲဝင်လို့ရတဲ့အောင်ပွဲလို့ပြောရမှာပေါ့နော်အဖွဲ့တွေအများကြီးပါတယ်အဲအကုံအစုံမဲ့တိုက်ခိုက်ရေးတပ်ဖွဲ့တွေထဲမှာဆိုလည်းအများကြီးပါတယ် drone တပ်ဖွဲ့တွေဆိုလည်းအများကြီးပါတယ်ပေါ့နော် sniper ဆိုလည်းအများကြီးပါအဲ့လိုမျိုးပဲဒါအဖွဲ့ပေါင်းစုံကအခုလိုမျိုးကိုတက်နိုင်တဲ့အပိုင်းတွေဝိုင်းဝန်းပြီးတော့တိုက်ပွဲဝင်ကြတယ်အဲ့ဒီနောက်မှာပြည်သူပြည်သူလည်းရှိတယ်ပြည်သူကလည်းသိရတိုင်းပဲအခုဆိုဗီဒီယိုလေးတက်လာတွေ့လိမ့်မယ်ဒီလိုမျိုးတိုက်ပွဲဝင်ရတဲ့ရဲဘော်တွေအတွက်ကိုနောက်ကနေပြီးတော့စားဖို့တောက်ဖို့လိုလေသိမ်းမရှိချက်ပြုတ်ပြီးတော့ ခြေတန်းနေရာအထိကိုလိုက်ပါပို့ဆောင်ပေးတဲ့အနေထားရေတွေ့ရလိမ့်မယ်အဲ့တော့ပြည်သူရောတပ်ဖွဲ့ဝင်တွေရောလက်တွဲညီညီနဲ့အောင်ပွဲရယူနိုင်ခဲ့တယ်လို့ပြောလို့ရတယ်ဘာဖြစ်ဖြစ်ကျွန်တော်ဒီဟာတကယ်ကိုနောက်ထပ်တိုက်ပွဲတွေအတွက်ခွန်အားလည်းဖြစ်စေတယ်အခြားနေရာတွေမှာအချို့အဖွဲ့ကြီးတွေကဒါအဖြစ်ကရက်တယ်ဆိုပြီးတော့ခဏရက်ထားတယ်ဆိုပြီးတော့ဒါလုံနေတဲ့အချိန်မှာအခုလို့ဒါတောင်ပိုင်းကအဖွဲ့တွေကစကန်းတွေတစ်ခုပြီးတစ်ခုတလုံးပြီးတလုံးပေါ့နော်အဲရက်ဇက်ဇက်တိုက်ပေါ့နော်ရက်ဆက်ကိုဒါတိမ့်ပိုက်လာနိုင်နေတာတွေကလည်းကိုအားရစရာကောင်းတယ်ပေါ့နော် အဲ့တော့ဒါစစ်ကောင်စီကင်းစင်တဲ့နေရာတစ်ခုထပ်ပြီးတော့ဖြစ်လာတော့မယ်ဆိုပြီးတော့လည်းဒါကျွန်တော်တို့အရေးရောက်နေမြင်နေရပြီအဲအခုဆိုရင်အဘသားတွေလည်းကြောက်နေလောက်ပြီမိုးချုံမအောင်ကြောက်နေလောက်ပြီဘောနော်မိုးချုံမအောင်ကြောက်နေလောက်ပြီအဓိကတော့အဲဒီလိုမျိုးဒါစစ်စစ်လုံးလုံးနဲ့ဒါပြည်သူတွေကဒေါ်လာရင်းတက်ဖွဲ့တွေရောလက်တွဲညီညီနဲ့သွားမယ်ဆိုရင်ဒီလိုမျိုးအောင်မြင်မှုတွေဆိုတာခဏအတွင်းမှာပဲရတယ်ဆိုတော့ဒီနေရာနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်